အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လီဗာပူးသင်ရဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်34အနေနဲ့ဒါ Tottenham Hotspur အသင်းရော England Anfield မှာ5-1ဆိုတဲ့ရလဒ်နဲ့ဒါပြည့်ပြတ်သားသားအနိုင်ရခဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့2024-2025ရာသီရဲ့ပရီးမီးယားလိချန်ပီယံဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်2024-2025ရာသီရဲ့ပရီးမီးယားလိချန်ပီယံဆိုပါဆိုလို့ရှိရင်ကျွန်တော်လီဗာပူးသမိုင်းတခြားရဲ့12လုံးမြောက်ပေါ့နော်ဒါဆိုဖလားလို့လည်းကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါ Jared Hulia ထက်မှာစပြီးတော့ဒါ Michael Owen အားပေးရာကနေကျွန်တော်တို့ဒီ2002 2003လောက်ကနေစပြီးတော့ဒါလီဗာပူးသင်းရဲ့ fan တယောက်ဖြစ်လာခဲ့ပေါ့နော်ဒါကျွန်တော်အနေနဲ့မထင်မှတ်ဖယ်နဲ့ fan တယောက်ဖြစ်လာခဲ့တယ်ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်လီဗာပူးအသင်းရဲ့ fan ရလို့ဖြစ်ပြီးစပြီးတော့အားပေးတယ်တစ်နှစ်ပြီးနောက်တက်တက်တင်းပဲပါပဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါမထင်မှတ်ထားခဲ့ပဲနဲ့ကျွန်တော်ကြိုက်တဲ့လီဗာပူးသင်းကိုစပြီးအားပေးရတဲ့အကြောင်းရင်းဖြစ်တဲ့ဒါ Michael Owen တို့ Real Madrid အသင်းကိုပြောင်းသွားခဲ့တာတော့ကျွန်တော်အနေနဲ့မြင်တွေ့ရရတယ်ဒါပေမဲ့လည်းအဲ့ဒီချိန်လေးဒါနေပဲအသင်းလိုက်ပြီးတော့ပြောင်းပြီးတော့ ားပေးတာမျိုးမလို့ဖြစ်ခဲ့ပဲနဲ့လီဗာပူးသင်းတို့ပဲဆက်ပြီးအားပေးဖြစ်ခဲ့တယ်။ဒီနေထားတာလည်းကျွန်တော်တို့ဒါ2009ခုနှစ်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးပြိတ်သက်ရေလို့ ဒါတိတိကျကျသေချာသွားစီမဲပေါ့နော်။ဒါကျွန်တော်တို့ရဲ့ဒါ Istanbul Marathon Night ကိုကျွန်တော်အနေနဲ့စပြီးတော့ကြုံတွေ့ရတယ်။အဲဒီလုံလောက်ဆိုလို့ရှိရင်ဒါထုံးစံတိုင်းပဲမြန်မာနိုင်ငံမှာဒီညဘက်ပေါ့နော် Champion League ပွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိရင်ညဘက်တနအိခွဲနနအိခွဲတွေကြည့်ရမယ်နေထားမှာတော့ကျွန်တော်အခုဒါအိမ်က Champion League ပွဲ Final ကိုလွတ်ဖို့တော့ခွင့်မပြုခဲ့ဘူး။ဒါပေမဲ့လည်းဒီမနေ့နမိုးလေးနဲ့ချိန်မှာဆိုလို့ရှိရင်တော့ Liverpool တင်းနေနဲ့ဒါ Champion ဖြစ်သွားပြီပြီးသွားလို့ရှိရင်ဘလိုပုံစံဖြစ်သွားခဲ့လဲ။နောက်ပိုင်းမှာ replay ပေါ့နော်။အဲ့ထစ်တုံးကမမရရဆိုလို့ရှိရင်ဒီဘောလုံးကိုကျွန်တော် ေချာကြည့်ရတဲ့အနေထားကပါလဲဆိုလို့ရှိရင်ဒါအသင်းတော်တော်များများပေါ့နော်အထူးသဖြင့်တော့ဒါမန်ယူတို့အာဆင်နယ်တို့သူတို့တော့ပိုပြီးလုပ်တယ်တနည်းတနည်းကိုသူတို့တွေဒီဒါနဲ့ဒီရာတင်2004 2005ဆိုလို့ရှိရင်2004ရဲ့ဒါသူတို့ဒစားတဲ့ပွဲစဉ်တွေရဲ့ဒါဗီဒီယို record တွေအဲ့လိုမျိုးဟာတွေကိုထုတ်တဲ့ထုတ်လေးထုတ်တာရှိတဲ့အနေထားရှိတယ်အဲ့ဒီအနေထားတာတွေပဲကျွန်တော်တို့ဒါ Liverpool team ရဲ့ဒီ Istanbul final night ကိုကျွန်တော်တို့ပြန်ပြီးကျွန်တော်အနေနဲ့ပြန်ပြီးကြည့်ရရတယ်ဒါမှတ်မဲ့ရပေးသက်တယောက်အနေနဲ့ပထမအဆုံးစုဖလားအနိုင်ရတယ်ဆိုတော့အငွေသက်ကိုစပြီးခံစားရရတယ် ဲ့အချိန်လို့ပဲကျွန်တော်ပြောလို့ရတယ်။အဲ့အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်အစိတ်ထဲမှာလီဗာပူးအသင်းနဲ့ပတ်သက်ပြီးရှိလာတာပါလဲဆိုလို့ရှိရင်ဒါလီဗာပူးအသင်းနေနဲ့အင်္ဂလန်မှာအသင်းကြီးလားအသင်းသေးလားဘယ်လိုနေထားရှိလဲလဲကျွန်တော်တို့မသိချာမသိဘူး။လီဗာပူးအသင်းနေနဲ့ဒါကျွန်တော်တို့နိုင်မခံပဲအရှုံးမပေးပဲနဲ့တတ်နိုင်သလောက်စူးစမ်းတယ်။အဓိကတော့စူးစမ်းတယ်ဆိုတဲ့အချက်တစ်ခုနဲ့ပဲကျွန်တော်တို့ဒါ ဒီအသင်းကိုအားပေးလဲရတယ်ပေါ့နော်ပေါ်မအောင်ဆုံးနေနေဆိုလို့ရှိရင်အဲ့နောက်မှာမှကျွန်တော်နောက်ပိုင်း2004 2005နောက်ပိုင်းမှာဆိုလို့ရှိရင်ဗီနီတက်စ်လက်ထက်မှာကျွန်တော်တို့ Spanish Revolution စလာခဲ့တယ် Spanish Revolution မှာဆိုလို့ရှိရင်တကယ်လီဗာပူးရဲ့တစားပုံကိုစပြီးကြိုက်လာတော့တဲ့တစားသမားဖြစ်တဲ့ Alonso လို့လို့တစားသမားတွေရောက်လာတယ် Luis Garcia လို့လို့တစားသမားတွေရောက်လာတယ်နောက်နှစ်တွေမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့လီဗာပူးပြည်သက်အားလုံးကြိုက်ရတယ် Fernando Torres တို့လို့တစားသမားတွေရောက်လာတဲ့နေထားမှာတော့ဒါလီဗာပူးအသင်းရဲ့ထပ်ပြီးတော့တကယ်အနှစ်သက်ရတဲ့တစားသမားတွေဆက်ပြီးတော့ဖြစ်လာခဲ့တယ်ပေါ့နော် အဲ့ဒီအချိန်တွေမှာဆိုလို့ရှိရင်လည်းဒါလီဗာပူးသင်းနေတဲ့တော့ကျွန်တော်အနေနဲ့အသင်းလိုတော့ဆက်အားပေးတယ်တစားပုံစံတွေမဆိုး ဒါပေမဲ့လည်းတကယ်အစုဖလားရဲ့လို့တော့ကျွန်တော်ဖြည်းဖြည်းချင်းပြောလို့မရဘူး။မမရရဆိုလို့ရှိရင်2006မှာဆိုလို့ရှိရင် FA ကဘောနော်ဒါ Torres တို့မရောက်ထင်ပါပဲ။ဒါ Jarrett ရဲ့ final လို့ပြောရမယ်။ West Ham သိနေကျွန်တော်3-3ဆိုတဲ့ရလက်ထွက်ပေါ်တဲ့အနေထားဒီမှာဆိုလို့ရှိရင်လည်းဒါ Liverpool fan တဲ့ရောက်ပို့ပြီးတော့ဖြစ်စေတဲ့ final လို့လည်းပြောလို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒါ West Ham သိကိုမထင်မှတ်ထားပဲနဲ့ကျွန်တော်ဒါဒုတိယပိုင်းပြီးတိုင်နေအထိ3-2ဆိုတဲ့ရလက်ကနေဒီနောက်ဆုံးမှာ Jarrett ရဲ့အနိုင်ကိုကြောင့်မလို့ကျွန်တော်ဘလောက်ထိ Liverpool သိန်းကြိုးစားလဲမဖြစ် ြစ်နိုင်တဲ့အနေထားတွေဒါနေအားလုံးကိုပြောင်းမြန်လှန်ပြီးတော့ America အနေထားတွေကိုဘယ်လိုဖန်တီးလဲဆိုတဲ့ဟာနာဒါ Liverpool fan တယောက်ဖြစ်လာစေတဲ့အကြောင်းရင်းလို့ပဲကျွန်တော်ပြောလို့ရမယ်ဒီနောက်ပိုင်းမှာတော့ဒါ Liverpool သင်းရဲ့နေပါခဲ့တဲ့အနေထားလို့ကျွန်တော်ပြောရမယ်ဒါပေမဲ့လေဒီချိန်ယူနေမှာတော့ဒီ2017 2017မှာတော့ဒါ Traveling Club ပြတွေ့တယ်ဒါ Suarez ရောက်ပြီလို့ကျွန်တော်တော့ထင်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တော်တော်လေးနေပါတဲ့အချိန်နေအသင်းအနေနဲ့ဒါ Van der Yee ရ Dewali ထိုင်ရအောင်မယ့်အနေထားတွေပေါ့နော် ပိုင်ရှင်ဂျီလက်တို့လက်အောက်မှာဆိုလို့ရှိရင်အဲ့လိုနေထားရလို့ကျွန်တော်တို့မြင်တွေ့ကြရတယ်အသင်းရဲ့ပြင်အဓိကအရေးကြီးတဲ့အာတစားသမားတွေကိုရောင်းထုတ်ခံရမယ့်အနေထားတွေကျွန်တော်တို့ဒါအသင်း အခြေအနေနေပါတဲ့အနေထားတွေကိုကျွန်တော်မြင်တွေ့ကြရအောင်ဒါအသိတစ်ချောင်းမှာဖြစ်နေတဲ့ဟာတွေအဲ့ဒီနောက်ပိုင်းမှာ2019မှာကျွန်တော်တို့ရဲ့ဒါဒဏ္ဍာဝင်နေပြဖြစ်လာမဲ့ Liverpool အသင်းရဲ့ credit trip ကိုပြန်လဲစပေးမဲ့ Jurgen Klopp ရောက်လာတယ်ပြီးတော့လို့ရှင်2000လာသူရရောက်ချမ်းမှာပဲကျွန်တော်တို့ရဲ့ hope data ပြန်ပြီးရလာတယ်ပေါ့နော်အဲ့ဒီအရာဒီမှာကိုပဲကျွန်တော်အမှတ်မဲ့ရဆိုလို့ရှင်ရဲ့ Europa League final အထိရောက်တယ် အဲစီဗီလာကိုရှုံးသွားတယ်ပြီးသွားလို့ရှိရင် EFL ကမှလည်းကျွန်တော် final ထိရောက်တယ် Man City အသင်းကိုဒါ penalty နဲ့ပဲရှုံးသွားတယ်အနေထားပဲဗောနော်ရှုံးနိုင်သွားတယ်ဒီဒါပေမဲ့လည်းကျွန်တော်တို့စ조사တယ် progress တွေတော့မြင်ရတယ်ဒီလိုနေထားတယ်ကဒါ Liverpool အသင်းရယ်လို့ပြီးသွားလို့ရှိရင် Liverpool အားပေးရတဲ့အငွေအသက်ရယ်လို့ကျွန်တော်တို့ဖြစ်လာရတယ်ဗောနော်အဲအဲ့နေထားတာကောင်းတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတော့ကျွန်တော်တွေနဲ့ဒါ syndrome တစ်ခုကဗောနော်ဒါစ조사တယ် underdog syndrome တစ်ခုတော့ကျွန်တော်တို့စိတ်ထဲမှာတော့ရှိနေတယ်အဲ့နေထားတွေတော့ပြောင်းလဲနိုင်မှုအတွက်ရာထင်းဒီလောက်ကတော်တော်လေး조사 တွေ့ရတဲ့အနေအထားတွေအမြင်တွေ့ရတယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စိတ်ထဲမှာ Liverpool ပိတ်သက်တွေရဲ့အားလုံးအတွေးထဲမှာကိုကတွေးထားမိအောင် narrative တွေအများကြီးကလည်းပတ်ဝန်းကျင်မှာပုံဖော်ထားတာကိုကျွန်တော်မြင်တွေ့ရတယ်ဒီလိုသဖြင့်ဆိုလို့ရှိရင်1990မတိုင်ခင်မှာ Liverpool အသင်းကဒါအင်္ဂလန်ရဲ့အာ တခြားဘယ်အသင်းမှရှင်လို့မရလောက်အောင်မြင်ဆုံးအသင်းပေါ့နော်အဲ့ဒီအနေထားတော့မှကျွန်တော်တို့ဒီအတိတ်ကကျွန်တော်တို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Man United မှာအာ Silas Ferguson ရောက်လာတယ် Silas Ferguson ကကျွန်တော်တို့ပြိုင်ဘက်ဖြစ်ပေမဲ့တကယ်ချီးကျူးရမယ်အသိမပြုရမယ်နီးပြတယောက်လိုလည်းပြောလို့ရတယ်အာသူ့အနေနဲ့ဆိုလို့ရှိရင်စူဖလားတလုံးတလုံးချင်းစီရဖို့ထပ်စားလို့ရှိရင်သူ့ရဲ့အတိတ်က Ultimate Goal က Man United မှာရှိနေတဲ့အချိန်မှာဆိုလို့ရှိရင် Liverpool အသင်းထပ်ပို့ပြီးတော့ကြီးမားတဲ့အောင်မြင်တဲ့ တလက်အတင်းတင်းအထူးသဖြင့်အင်္ဂလန်မှာအောင်မြင်ဆုံးတလက်အတင်းတင်းဖြစ်ဖို့အတွက်သူ့အနေနဲ့ကြိုးစားခဲ့တယ်။ဒီပြီးသွားလို့ချင်းသူ့ရဲ့ရှင်မှန်းချက်ထားလဲအောင်မြင်တယ်လို့ကျွန်တော်ပြောလို့ရတယ်။သူ့လက်ထက်မှာဒါပရီးမီးယားလိဆူဖလာ73ချိန်ရခဲ့ပြီးဆုစုပေါင်းအမပေးချန်ပီယံဆုအနေနဲ့ဆိုလို့ရှိရင်အချိန်နဲ့ဆယ်တိရသွားတဲ့အနေထားတော့ဒါလီဗာပူးအသင်းကိုကြော်လွန်ပြီးတော့ဒါကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာတော့ကစပြီးအားပေးတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့တော့နားတော့သင်ကတကယ်အသင်းကြီးတသင်းရောဟုတ်ရဲ့လား။ ပြီးသားလို့ရှိရင်တို့ဘယ်နေရာအတွက်ရှင်ပြိုင်နေရလဲဆိုတာကကျွန်တော်တို့စိတ်ထဲမှာအလုံးမှာမေးပြောက်သွားရလို့ကျွန်တော်တို့ကတော့သုံးသပ်မိရပါတော့ဒါပေမဲ့ဒီ Yarden Clock လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်2018ရာသီကလည်းစပြီးတော့ Champion League စရတယ်ပြီးသားလို့ရှိရင် Premier League စရတယ်အဲ့ချိန်မှာတို့ပဲကျွန်တော်တို့စိတ်ထဲမှာတစ်ချက်ပြောင်းဝင်လာတာကငါတို့ Premier League ဖလားတို့စုစုပေါင်း16ချိန်ထိရသွားပြီစရိုးချိန်တွေရသားပြီ Man United ကတော့တစ်ချိန်ပဲလိုတော့တယ်။နောက်တော့ဝေဖန်နေတဲ့ဂျန်နဲ့ပြိုင်ဘက် fan နေနေနဲ့ဆိုလို့ရှိရင်လေသူတို့ကတော့ဝေသာဝေဖန်နေတယ်။သူတို့ level က ဘလောက်လဲဆိုတဲ့ဟာကိုကျွန်တော်အဲ့အချိန်မှာဆိုလို့ရှိရင် data တွေပြန်ပြီးကြည့်နေတဲ့အချိန်မှာဆိုတော့ မဟုတ်ဘဲနဲ့တို့တို့တော့ငါတို့လောက်ရဲ့တဝက်တောင်မအောင်မြင်မဲနဲ့ဘာလို့အဲ့လောက်ကြီးထိမသိရင်တို့တို့တင်းလာပဲကြီးတယ်လို့ဘာလို့ဝေဖန်နေရလဲဆိုတဲ့အတွေ့အကြုံပြန်ပြီးပေါက်လာစေတယ်ပေါ့နော်ဒီတန်းဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီအချိန်20မြောက်ဒီနေ့ရလာတဲ့ဆူဖလားမှာဆိုလို့ရှိရင်တကယ်ဒီဆူဖလားကကျွန်တော်တို့အနာသာ trophy ဆိုတာထပ်ပိုတယ်ဒါကကျွန်တော်ရှေ့မှာပြောတဲ့လိုပဲ Liverpool fan တွေရဲ့ရင်ထဲကိုစိုက်နေတဲ့ကျွန်တော်တို့ဆူတစ်ချောင်းတော့ကိုနောက်ဆုံးဆွဲထုတ်လိုက်နိုင်တယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ပြက်ဒါ Premier League မှာဆိုလို့ရှိရင်အချိန်20မြောက် ကျွန်တော်တို့ရသွားပြီဒါကဒါပြိုင်ဘက်ဖြစ်တဲ့ Man United နဲ့လည်းကျွန်တော်တို့အချိန်ကြီးတူညီသွားပြီဖြစ်တယ်လို့ပြီးတော့လို့ရှိရင်ကျွန်တော်အသင်းနေတဲ့တခြား trophy တွေမှာဆိုလို့ရှိရင် Man United အသင်းထက်ပို့ပြီးတော့များများဆဆရထားတဲ့နေထားဖြစ်တဲ့အတွက်ဆိုလို့ရှိရင် Liverpool အသင်းနေတဲ့ England မှာကျွန်တော်အငင်းပွားစရာမရှိဘဲနဲ့ဒါအအောင်မြင်ဆုံးအသင်းဖြစ်သွားပြီကျွန်တော်တို့ရေးကြည့်တာဒါ Liverpool fan တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါ Liverpool ကျွန်တော်ရှိမှဗီဒီယိုမှာလည်းပြောတယ် Liverpool fan တွေကကျွန်တော်တို့ humble ဖြစ်တယ်ပြီးတော့လို့ရှိရင်ထားလေကြလို့ရှိရင် humble ဖြစ်တာလွန်ပြီးတော့တခြား Pyanbat fan တွေပြောတဲ့ narrative တွေနောက်ကိုကျွန်တော်တို့ ို့တောက်လျှောက်ရောက်သွားတတ်တဲ့အနေထားတွေရှိတယ်ဒီလိုနေထားရတော့ကျွန်တော်နည်းနည်းလေးပြင်ဆင်မှုလိုမယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်အကြိမ်20မြောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအင်္ဂလန်ရဲ့ငင်းပွားစရာမရှိအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်သွားပြီအဲ့နေထားကလည်း ဒါသင်း club နေနဲ့ဆိုလို့ရှိရင် financial ဘိုင်းဆိုင်ရာတော့ပြီးတော့လို့ရှိရင် infrastructure အရအကုန်လုံးမှာဆိုလို့ရှိရင် England ရဲ့နောက်တဆင့်နေနဲ့ဆိုလို့ရှိရင်အကြီးမားဆုံးအသင်းတစ်သင်းဖြစ်ဖို့ကျွန်တော်တို့ကဆက်ပြီးအလျှောက်လမ်းမှုလိုမယ်လို့မြင်တယ်။အဲဒီကနေမှာနောက်ထပ်ဆိုလို့ရှိရင်ဒါဘောလုံးလောကရဲ့အထိတ်ဆုံး club အသင်းတွေဖြစ်တဲ့ဒါ Real Madrid အသင်းတို့ Barcelona တို့ရဲ့ level ကိုရောက်ဖို့အထိကျွန်တော်တို့စူးစမ်းဖို့လိုမယ်လို့ထားရတော့ထင်တယ်။အဲဒါဆိုလို့ရှိရင်နောက်ဆုံးပြောချင်တာကတော့ဒါ Liverpool ပြည်သက်တဲ့အားလုံးပျော်ရွှင်ရမယ့်အချိန်နဲ့ဖြစ်တယ်။ဒီအချိန်နောက်ဆိုလို့ရှိရင်ဒီကနေကျွန်တော်တို့ဒါစ ်တတ်တတ်မဲ့အပိုထရိုဖီတစ်ခုကျွန်တော်တို့ရလာတာမဟုတ်ဘူးဒီထရိုဖီဒါဆိုလို့ရှိရင်ကျွန်တော်တို့အတွက်မီနစ်နေအများကြီးရှိတယ်ဆိုလိုရင်တော့လီဗာပူးပြည်သက်တွေနေနဲ့တခြားပြိုင်ဘက်ဖန်တွေပြောနေတဲ့ narrative တွေနောက်မှာပဲဆက်ပြီးလိုက်နေစရာမလိုဘဲနဲ့ကိုယ့်အသင်းကဘယ်လိုနေထားလဲပြီးသားလို့ရှိရင်ဘယ်လိုအသင်းမျိုးလဲဆိုတဲ့ဟာကိုစိတ်ထဲမှာတောင်းတမှုမသဘောပေါက်ပြီးတော့ဒီနောက်ထပ်သွားမယ်ဒါလမ်းကြောင်းတွေပြီးသားလို့ရှိရင် goal တွေကိုလည်းတောင်းတမှုမသိဖို့လိုတယ်လို့ကျွန်တော်တို့ ဟိုတုံးသက်ရင်လည်းဒီဗီဒီယိုကိုလှုပ်လိုက်တာလည်းပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်အားလုံးပဲဒီချိန်မှာဆိုလို့ရှိရင်ဒရောင်းမွန်ပျော်ရွှင်ကြပါအဲအားလုံးကိုလည်းဒါလီဗာပူးနဲ့သက်ဆိုင်တဲ့အတိုင်းအဝအားလုံးကိုလည်း congratulation လို့ပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ next video မှာပြန်တွေ့ပါမယ်နော်